Okay အားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်မင်းရကတင်လိုက်တဲ့ business idea ပေါ့နော် business idea ဆိုတာမိတ်ဆွေတို့ဒီနေ့လောက်ဆိုလို့ရှိရင်ကျွန်တော်မင်းရပြောတဲ့ idea ကို အာ အခြေခံပြီးတော့စာအုပ်ကလေးတအုပ်ဒါမှမဟုတ်လဲအာပုံမြင်စာအုပ် meaning စာအုပ်အဲ့လိုမျိုးပေါ့နော် education ဒါမှမဟုတ်လဲ entertainment ပေါ့အဲ့လိုမျိုးတစ်ခုခုကိုဖန်တီးပြီးတော့လောက်ပြီးတော့ကျွန်တော်ထင်တယ် အဲ့တော့ကျွန်တော်တို့ဖန်တီးပြီးွားပြီဆိုလို့ရှိရင်ကြာကြီးဖန်တီးပြီးတဲ့ဟာတွေကိုကျွန်တော်တို့ဘယ်ပေါ်မှာတွားပြီးတော့တင်ရောက်မှာလဲဘယ် e-commerce website တွေမှာတင်ရောက်လို့ရလဲပေါ့နော်တကယ်တော့တင်ရောက်လို့ရတဲ့ website တွေကအများကြီးရှိရဲ့အာဒါပေမဲ့အဲ့ထဲမှာမှကျွန်တော်၃ခုကိုရှာထားပေးရဲ့၃ခုကိုရှာတာဘာကြောင့်၃ခုကိုရှာထားပေးရလဲဆိုတော့အာအဲ့၃ခုကလူအများတုံးတယ်ပေါ့နော် လူအများတုံးတယ်တစ်ခုကတော့အတုံးနေတယ်ဆိုပေမဲ့โอเคအာ ဘယ်နဲ့ရောက်တော့လဲမသိဘူးပြန်ပြောလိုက်မှာပေါ့ကျွန်တော်ကျွန်တော်မိတ်ဆွေတို့အတွက် platform အဲဒီ e-commerce website တုံးခုကိုကျွန်တော် share ထားပေးတယ်တစ်ခုကတော့ဒီဘယ်လိုပြောမလဲ pay hip ပေါ့နော် pay hip လို့ခေါ်ပြီးတော့နောက်တစ်ခုကကြတော့ um ဘာလဲဒီကောင် shopify ပေါ့ shopify လို့ခေါ်တယ်နောက်တစ်ခုကနောက်တစ်ခုကကြာ ebay ပေါ့နော် ebay ဒီ ebay နဲ့ shopify ကကြတော့နိုင်ငံတကာတုံးဒီနှစ်ခုက တကယ်တော့အကုန်လုံးကနိုင်ငံတကာတုံးပါပဲဒါပေမဲ့ eBay နဲ့ Shopify ကကြတော့လူအများကြီးတုံးတယ်ပေါ့နော်လူအများကြီးတုံးတယ်တို့လို့ရှိမှာပစ္စည်းတွေရာလဲအဆုံရှိရအာ digital product လာဒါမှမဟုတ်ဒီမျိုးကိုပါရာကိုဇာထိုးတာပန်းထိုးတာဘာလိုက်ညာလာပေါ့နော်ဒါကျွန်တော်စင်တီခေါင်းထဲမှာလောလောဆယ်ပေါ်လောက်ပြောပြရပါတကယ်တော့လူတုံးလူတုံးတဲ့အတုံးဆောင်ပစ္စည်းမှန်နေများအကုန်ရှိရအဲ့တော့မှ digital product တွေပါရှိရပေါ့နော်ပြောရင် digital product တွေပါတင်ရောက်လို့ရ digital product ဆိုတာကွာခင်ဗျာဟာ e e-book ပေါ့နော် e-book ဆိုတာဒီ online မှာဖတ်ရတဲ့စာအုပ်မျိုးပေါ့နော် e-book ရှိမယ်နောက်ပြီးရခါကျရင်ပေါ့ပုံနေရှိမယ် NFT တို့ပါလို့ပေါ့နော်ပုံနေအဲ့မျိုးပုံရောင်းလို့ရတယ်ရှိရဗျာအဲ့လို NFT တို့ပါလို့ရှိမယ်အဲ့နောက်ပြီးရရှင် website template တွေပါလို့ရှိမယ်ပေါ့ဗျာဒါတွေတင်ရောင်းလို့ရတဲ့ website တွေပေါ့ဒါတွေကကြတော့ Okay အဲ့တော့မိတ်ဆွေတို့ဒီကောင်ပေါ့နော် Shopify ကိုစမ်းကြည့်ချင်တယ်ဆိုလို့ရှိရင်စမ်းကြည့်လို့ရအောင်လို့ကျွန်တော်ကအာ နည်းနည်းပါးလေးပြောပြမယ်ပေါ့မိတ်ဆွေတို့ဒီ Shopify ဆိုတဲ့ website ထဲကိုဝင်လာပြီဆိုလို့ရှိရင်မလုပ်ရမလဲဆိုတော့ပထမဆုံးတော့မိတ်ဆွေတို့ account ဖွင့်ရမှာပါပဲအဲ့ဒီတော့ဒီမှာကျွန်တော်တို့ step fee ဆိုတာရှိရယ် step for free ပေါ့နော်ဒီမှာ under your email ဆိုတာရှိရယ်ကျွန်တော်တို့ဒါ step ကိုနှိပ်လိုက်တယ်ဆိုတော့ရှင် account ဖွင့်တဲ့နေရာပိုင်းကကွိကွားရီရောက်ရောက်သွားမယ်ပေါ့ဗျာနော်ဒီမှာဒီ Google ကနေချက်ချင်းဆိုင်းရင်ဝင်လိုက်လို့ရရတယ် account ဖွင့်တာကတော့အကုန်လုံးကတော့အတူတူနဲ့အနူနူပဲဒီပုတ်ထဲကဒီဘဲပဲပေါ့နော်ကောင်းတာမကောင်းတာတော့မိတ်ဆွေတို့အာစမ်းကြည့်လိုက်ပေါ့နော် အာကျွန်တော်ရေးကြည့်ရဲ့ချက်လေးနည်းနည်းပါပြောပြပေးမယ် Shopify မှာကကြတော့ free တုံးမယ်ဆိုလို့ရှိရင်3ရက်တုံးလို့ရတယ်3ရက်က free အဲ့ဒီ3ရက်အတွင်းမှာမိတ်ဆွေကြိုက်တလောက်ရောင်းပတ်စံမျိုးမဖြတ်ဘူးဒါပေမဲ့ဒီအဲ့3ရက်ပြီးွားလို့ရှိရင်တော့ဟဲ့အဲ့3ရက်ပြီးွားရည်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ကတော့ဆိုင်ခန်းခတဘောမျိုးပေါ့ဗျာဥပမာပြောရင်မိတ်ဆွေကအထယ်ရောက်မယ်ပေါ့အထယ်ဆိုင်ဖွင့်မယ်ဆိုတော့အထယ်ဆိုင်ဖွင့်မယ်ဆိုလို့ရှိရင်မြေကွက်တစ်ကွက်ကိုငားတယ်ဆိုင်ခန်းခပေးရတယ်ဟုတ်တယ်မလားဒီလိုပဲ online မှာကလည်းမိတ်ဆွေဆိုင်ခန်းတစ်ခန်းယူမယ် store တစ်ခုဖွင့်မယ်ပေါ့နော်ဒါ online မှာဈေးရောင်းဖို့တော့ store တစ်ခုဖွင့်မယ်ဆိုလို့ရှိရင်မိတ်ဆွေအဲ့ဒီ store ပိုင်ရှင်ဖြစ်တဲ့ဒီဆိုင်ခန်းပိုင်ရှင်ဖြစ်တဲ့ဒီ Shopify ပေါ့နော် Shopify company ကိုမိတ်ဆွေကပတ်စံနေနေပါပေးရတယ်အရင်မများပါဘူးအများမများဘူးစိတ်မပူနဲ့ 1ဒေါ်လာပဲရှိရ1ဒေါ်လာဆိုတာဒါတလတုံးလို့ရတယ်တလကို1ဒေါ်လာပဲရှိရပြောရအောင်ရှင်များတွေ့ရဆိုင်ခန်းခါကတလကိုမှမိတ်ဆွေ4500ပဲကြမှာ4500ဆိုတာဒါကျွန်တော်အလွန်ဆုံးပြောတာအခုလက်ရှိကဒေါ်လာဈေးတွေကျနေတဲ့အတွက်ကြောင့်မလို့အာ Binance မှာဆိုရင်4300ဖြစ်ပြီးတော့အပြင်မှာဆိုလို့ရှိရင်4200ပဲရှိဒါကျွန်တော်ခုန4500ဆိုတာကအမြင့်ဆုံးဈေးကိုပြောပြရဟုတ်ပြီနော်ဒါကတော့ Shopify ပေါ့နော်မိတ်ဆွေဆိုင်ခန်းငားမယ်ဆိုလို့ရှိရင် တရက်ကိုဒီမှာဒီမှာနော်ဒီမှာနော်အာ one month ဒီမှာနော်တလပထမဆုံး trying day ဟာ trying 3 day free ကျွန်တော်ပြောင်းပြန်နေဖန်နေ trying 3 day 3 day free ဆိုတာ၃ရက် free တုံးလို့ရတယ်အဲအဲ့ဒါပြီး then အဲ့ဒါပြီးသွားတဲ့ခါကြမှာတော့အဲ့ဒါပြီးသွားတဲ့ခါကြလို့ရှိရင်တော့တဲ့ဒီမှာတလကိုတလကိုပေါ့နော်တလကိုတတော်တာပဲကြတင်มาဖြစ်ပါတယ်တဲ့နော် ဒါလောက်ဒေါ်လာပဲကြားတက်မှာဆိုတော့မြန်မာငွေ၄ထောင်နဲ့300လောက်ပဲကြားမှာဗျာဆိုင်ခန်းတစ်ခန်းကိုပြီးတော့ Shopify Fine ဆိုတာကလည်းဒါဟာနာမည်ကြီးရဲ့ website ဖြစ်တယ်ဗောနော်အဲ့ဒါကြောင့်မလို့မိတ်ဆွေရဲ့ကုန်ပစ္စည်းကိုရောင်းထွက်ဖို့လွယ်တယ်။ Okay နောက်တစ်ခုတွားကြည့်ရအောင်။နောက်တစ်ခုတွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က ePay ဆိုတာရှိရဲ့ဒီမှာ ePay ဗောနော်။မနော် ePay နော်ပါ B နဲ့ B B ရောเนาะ B နဲ့ B ရာเนาะ E B ပါသာဟိုမျိုး P နဲ့ပေးတာမဟုတ်ဘူးเนาะ P နဲ့ပေးတာကြတော့အာပတ်စံပေးရတာ အာဒါကကြတော့ eBay ပေါ့နော်အဲ့ဒီ eBay မှာလည်းအဲ့လိုပဲပစ္စည်းတွေကမျိုးစုံရှိရဲဒီမှာတော့အများကြီးပြမထားဘူးဆိုပေမဲ့မိတ်ဆွေဒီမှာရှာလိုက်တယ်ဆိုတော့တော့ဒီမှာကြည့်လိုက်ဒီမှာနော်အာ fashion လို့ဆိုမှရှာလိုက်တယ်ဆိုလို့ရှိရင် fashion နဲ့ပတ်သက်တာအများကြီးပေါ်လာမယ်ဒီမှာဒါ fashion နဲ့ပတ်သက်တာအများကြီးပေါ်လာပေါ့နော်ဟိုတော့ဈေးကြီးရဲ့ဟာအင်ဂျီတစ်ထည်900ရှိဒီကောင်ဆိုရင်800ကျော်ရှိဟွန်းတော့ဒါဆိုရင်1000ကျော်တောင်ရှိဒါပါဈေးဈေးလျှောက်ကြည့်နေ Ha ha. တကယ်ကျွန်တော်ကဒီမှာ online store တခုတွားဖွင့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကနေတွားမဝင်ရပါဘူးဒီကနေဝင်လို့ရှိရင်ကျွန်တော်တို့ကိုသူကဈေးရောက်တဲ့နေရာကိုပဲခေါ်တော့ပြေးအဲ့တော့ကျွန်တော်တို့ sale ဆိုတာနဲ့ရတယ် SEE sale ပေါ့နော်ဒါ sale ဆိုတာကျွန်တော်တို့ရောင်းမဲ့လူတွေအတွက်ပါ ရောင်းမယ်ဆိုလို့ရှိရင်တော့ဒီကနေတွားပါဒီမှာမနော်ဒီကနေတွားပြီးလို့ရှိရင်ခုနကအာ Shopify နဲ့အတူတူပဲကျွန်တော်တို့ account ဖွင့်လာတော့ website တိုင်းကအကုန်လုံးအတူတူပဲဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်အထူးတလူကြီးမပြောတော့ဘူးပေါ့နော်2 ရဲ့အားတာချက်တွေကိုပဲကျွန်တော်ပြောပြပြီးတော့မယ်ဒီ Shopify မှာပတ်စံထုတ်တာကကျွန်တော်တို့ PayPal နဲ့ထုတ်လို့ရတယ်အာ Visa card တွေ Master card တွေနဲ့ထုတ်လို့ရတယ်ဒါတော့ချိတ်ဆက်ထားရမှာပေါ့နော်ဒီ ePay ရတယ်အဲ့လိုပဲ PayPal တို့အာ Visa card Master card တို့နဲ့ရတယ်နောက်ပြီးတော့ Pioneer နဲ့လည်းထုတ်လို့ရတယ် ePay မှာနော်ဒါတော့အချိန်ကာပေါ်မူတည်ပြီးတော့အာပြောင်းလဲသွားနိုင်တယ်အခုကျွန်တော်လက်ရှိပြောနေတဲ့အချိန်မှာတော့ အာဒါအခုကျွန်တော်ပြောရတဲ့ကတ်တွေနဲ့ထုတ်လို့ရတယ်ဗောနော်နောက်ပိုင်းမိတ်ဆွေဒီဗီဒီယိုနောက်မှမြင်နေဆိုလို့ရှိရင်တော့ကျွန်တော်မပြောတတ်ဘူးအဲ့ချိန်မှာသူ့ရဲ့ payment snippet တွေဘလို့ပြောင်းလဲရောမလဲဆိုတော့ကျွန်တော်မပြောတတ်ဘူးဗောနော်ဒါအဲ့တော့ဒီနှစ်ခုကတော့ထားလိုက်တော့ကျွန်တော်အခုမိတ်ဆွေတို့ကိုဒီယာနဲ့မိတ်ဆက်ပေးမယ် pay hip ဗောနော် pay hip နဲ့မိတ်ဆက်ပေးမယ်ဘာကြောင့်ကျွန်တော် pay hip ကို အာဦးစားပေးပြီးတော့ အဓိကအခြေတွင်ပြောချင်ရတယ်ဆိုတော့ pay hip ကကြတော့မိတ်ဆွေတို့အရင်နှစ်ခုလိုမျိုးပတ်စံ pay เสียမလို့ပတ်စံ pay တုံးเสียမလို့တို့ကကြတော့ free ဖြစ်တယ်ဗောနော် free ဖြစ်တယ်ကျွန်တော်လဲ website တစ်ခုဒီထဲမှာလာပြီးတော့လောက်ထားတယ်ရှိရဒီမှာဒါဆိုရင်ကျွန်တော်ရဲ့ store ဗောနော်ဒီမှာ Mr. A store ဆိုပြီးတော့ကျွန်တော်လောက်ထားတယ်ဒါဘာကြောင့်ကျွန်တော်အဲ့လိုဒီ Mr. A store လောက်ရလဲဆိုတော့ကျွန်တော်စစတုန်းကစဉ်းစားတာကျွန်တော်ဒီမှာ website template တွေကိုရောင်းမယ်ဗော website template တွေကိုရောင်းမယ်လို့ဆိုပြီးတော့စိတ်ကူးပြီးတော့လောက်ထားတယ်ဆိုပေမဲ့လည်း တကယ်တကယ်တမ်းမှာကျွန်တော်က website တစ်ခုကိုလုတ်ထားပြီးတော့ဒီ template တစ်ခုပဲတင်ထားနိုင်တယ်ပေါ့เนาะတကယ်တကယ်ကျွန်တော်ရောင်းမရောင်းဖြစ်ဘူးပေါ့เนาะဘာကြောင့်မရောင်းဖြစ်တယ်လဲဆိုတော့အာကျွန်တော်ရဲ့ဒီ marketing skill အားနည်းတာကြောင့်မလို့လဲပါတယ်ပေါ့เนาะအဲ့ဒါကြောင့်လို့မိတ်ဆွေတို့ကျွန်တော်ပြောတာ idea တစ်ခုကဘလောက်ပဲရွှေလောက်ပဲတန်ဖိုးရှိနေပြီဖြစ်စေကိုကိုယ်တိုင်ကတကယ် account ထားဖို့ပြီးတော့မလုတ်လိုက်ဘူးဆိုလို့ရှင်အဲ့ဒီ idea ကအတုံးဝင်တဲ့ idea ဖြစ်မတော်ဘူးဗျာ အဲ့တော့အခုကျွန်တော်မိတ်ဆွေတို့ဗီဒီယိုနဲ့တရားလေးရှင်းပြပြောပြနေတယ်မိတ်ဆွေတို့ကောင်းတဲ့မှာအိုင်ဒီယာတစ်ခုရတော့မယ်ဩဒီလိုလုပ်လို့ရပါလားဆိုတော့တည်သွားမယ်အဲ့တော့မိတ်ဆွေတို့တကယ် live လုပ်တဲ့အခါကျမှပဲဒီအိုင်ဒီယာကအထမြောက်ပြီးတော့မိတ်ဆွေတို့အတွက်အာစီးပွားရေးတစ်ခုအနေနဲ့ဖြစ်လာမှာ မဟုတ်ဘဲနဲ့ဗီဒီယိုတစ်ခုအနေနဲ့ပဲကြည့်လိုက်တယ်ဆိုလို့ရှိရင်ဘူဒုဒတစ်ခုအနေနဲ့ပဲဖြစ်သွားမယ် idea တစ်ခုကစီးပွားရေးတစ်ခုအနေနဲ့ဖြစ်လာမှာမဟုတ်ဘူးကျွန်တော်လိုမျိုးပဲ website တစ်ခုဖွင့်ထားတယ်ပြီးရင်ဘာမှမဖြစ်သွားတဲ့ပုံစံမျိုးပဲဖြစ်သွားမယ်ပေါ့နော်ဒီမှာဆိုကျွန်တော် website ဖွင့်ထားတယ်ဒီ website ကိုဖွင့်ထားရကျွန်တော်6လလောက်ရှိပြီဒါပေမဲ့ဘာမှမဖြစ်ဘူးပဲဘာမှမဖြစ်ခဲ့ဘူးပေါ့နော်ဈေးကိုကျွန်တော်တက်မှတ်ထားတာဒီမှာ3 USD လို့တက်မှတ်ထားတယ်ဒီလိုပုံစံမျိုးမိတ်ဆွေတို့တော့တက်မှတ်လို့ရတယ်ကျွန်တော်ပြနေတော့ဝင်နေเนาะဒါကတော့ကျွန်တော်ရဲ့ store ကိုပြတာအာကျွန်တော်ဒါလေးကိုဖြတ်လိုက်မယ် အဲ့တော့မိတ်ဆွေတို့ကဒီ page ကိုအကောင့်ဖွင့်ပြီးသွားဆိုလို့ရှိရင်ဒီ dashboard ကိုရောက်လာမယ်ဗျာပထမဆုံးဒီ dashboard ကိုရောက်လာမယ် dashboard ကိုရောက်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီမှာ template လေးနည်းနည်းပတ်သွားချိန်ရမယ် template လေးချိန်ရဆိုကိုယ့်ရဲ့ website ကိုအဆင်ပြေအောင်ပေါ့နော်လအောင်ပေါ့အဲ့လိုမျိုးကြီးတွားပြင်ရတာပေါ့ဗျာနော်အဲ့တော့ကျွန်တော်တို့ကဒီမှာဘယ်ကနေတွားမလဲဆိုတော့ဒီမှာနေတွားလိုက်ဒီမှာဒီမှာနော် last your store beta ဆိုတာရှိရကျွန်တော်တို့အဲ့ကောင်လေးကိုနှိပ်လိုက်ဗျာ က်ကောင်လေးနှိပ်လိုက်ပြီဆိုလို့ရှိရင်သူကကျွန်တော်တို့ website ဖန်တီးလို့ရတဲ့နေရာပေါ့နော်ကျွန်တော်တို့ website ကိုအလှပြင်လို့ရတဲ့နေရာရောက်သွားမယ်ဒီမှာအာ header ပေါ့ header ဆိုတော့တော့ဒီကောင်လေးကိုခေါ်တာဒီမှာမဲမဲ align လေးရှိတယ်တွေ့လားဒီမှာကျွန်တော်စာရေးရတယ် hello welcome to mr store ဆိုပြီးတော့ကျွန်တော်ရေးရတယ်ဗျာဒါကတော့ header ပေါ့ဒီ header လေးကိုနှိပ်လိုက်တယ်ဆိုတော့အဲ့ဒီ header လေးကိုပြင်လို့ရတဲ့ဟာတွေအများကြီးရှယ်တယ်မှာ store logo ပေါ့ store logo ဆိုတာကျွန်တော်တို့ရဲ့ဒီ website store ရဲ့ logo ထည့်တဲ့နေရာကိုပြောတာဒီမှာ အာဒါကြတော့ navigation file link ဆိုတာကြတော့ဒီမှာကျွန်တော်ဒီမှာစာရေးထားတယ်ဗောနော်စာရေးထားဒီစာလေးကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်သူကဘယ်ရောက်သွားလဲဆိုတော့ဒီလိုကျွန်တော်ရဲ့ store ထဲကိုရောက်သွားတယ်ဗျာဒီမှာတွေ့လားအဲအဲ့လိုမျိုးဗောနော်အဲ့လိုမျိုးရောက်သွားအောင်ဗောနော်အဲ့ဒါကိုကြတော့အဲ့ဒီ link ပေါ့ဗျာခုနကကျွန်တော်ပြောတဲ့ link အာကျွန်တော် header ဘိုင်းကိုတွားနေရအောင်နော်နည်းနည်းတော့ရှည်လာတယ်ဆိုမဲ့ဒီခံနော်ဒီခံပြီးတေချာလေးကြည့်မှလိုက်လို့ကကျွန်တော်ပြည့်ပြည့်စုံစုံလေးတစ်ခါလည်းပြောချင်တော့ โอเคဒီမှာ header setting ဆိုတာကကျွန်တော်ကျွန်တော်တို့ရဲ့ဒီ header ဘိုင်းမှာပါမဲ့ setting ပေါ့ဗျာเนาะဒီမှာပုံစံလေးပေါ့ဗျာကျွန်တော်တို့ကဒီမှာ chain header layout ဆိုတာဒီ layout ကြီးတစ်ခုလုံးကိုကျွန်တော်တို့ chain လိုက်တာအာဆိုပါတော့ဒီမှာကြည့်ဒီမှာကျွန်တော် shop ရှိရယ် content ရှိရယ် home ရှိရယ် site ရှိရယ်ဗျာပြီးရင်ဒီမှာကျွန်တော်ရဲ့ logo ရှိရယ် Mr. E Store ဆိုပြီးတော့ပြီးရင်ဒီမှာ icon လေးတွေရှိရယ် search icon နဲ့ဒါ about me icon ပြီးတော့ဒီမှာကျတော့ဈေး icon ပေါ့เนาะဒါ ကျွန်တော်တို့ရဲ့ cat ပေါ့နော် cat ဟိုဆို product icon ပေါ့ဗျာနောက်ပြီးတော့ဒီမှာ guest web master a ဆိုပြီးရရှိဒီပုံစံလေးတွေကဒီမှာရင်တွတ်ချိန်ရတော့မနော်ဒီမှာဒါလေးကိုနှိပ်လိုက်တယ်ဆိုဒီမှာတွေ့လားမိတ်ဆိုလို့ဘယ်လိုပုံစံထားချင်လဲတဘောပဲကျွန်တော်ကဒီပုံစံကိုရွေးထားအတွက်ကြောင့်မလို့သူကဒီလိုပုံစံလေးဖြစ်နေတာမိတ်ဆိုလို့ဒီပုံစံရွေးလိုက်မယ်ဆိုလို့ရှိရင်ဘာဖြစ်တော့မလဲအာဒီမှာတွေ့လား logo ကဒီဘက်ရောက်တာဒီမှာနော် logo ဒီနားမှာဒီမှာနော်โอเคကျွန်တော်ကနမူနာငကိုအတိုင်းပြန်ထားလိုက်မယ်ငကိုတိုင်းပြန်ထားငကိုတိုင်းဖြစ်သွားရောပြီနော် အဲ့ပြီးရဆိုဘာလုပ်မလဲဆိုတော့မိတ်ဆွေတို့ခြေစိတ်ခြေနဲ့တွားပြီးပေါ့နော်စိတ်မခြေနဲ့တဲဆိုဒီမှာ preview ကိုကြည့်လို့ရတယ် preview ကိုနှိပ်ပြီးကြည့်လိုက်တယ်ဆိုတော့ချင်းကျွန်တော်တို့ကြိုတင်ပြီးတော့မြင်ရမယ့်ပုံစံဒီလိုပုံစံမြင်ရမယ်ပေါ့ဗျာ okay အာကျွန်တော်တို့စိတ်ခြေနဲ့တွားဆို publish ကိုနှိပ်လိုက်အော်မခြေနဲ့တဲတခြားပြင်စရာရှိတဲ့ဆိုရင်ဒါကိုဖြတ်လိုက်မယ် okay နော်ဖြတ်လိုက်မယ်နောက်ပြီးရင်ဒီမှာ ကျွန်တော်တို့ font size တွေလည်းတွားပြင်လို့ရနော်ဒီအောက်ကနေတွားပြီးတော့ font size တွေပြင်လို့ရတယ် position တွေပြင်လို့ရတယ်ဒါတွေပြင်လို့ရဒါတွေကမိတ်ဆွေတို့အသေးစိတ်ကတော့ likely လိုက်ပါเนาะဒါဆိုတက်သွားလိမ့်မယ်ပြီးရင်ဒီမှာကျွန်တော်တို့တစ်ခုခုလောက်ပြီးဆို save chain ကိုနှိပ်ဖို့မမေ့နဲ့ကျွန်တော်တို့ save chain ကိုနှိပ်ထားလိုက် save chain ကိုနှိပ်တယ်ဆိုတာတို့ကဒီပြောင်းလဲတာကိုကျွန်တော်တို့ save လုပ်လိုက်ပြီပေါ့เนาะ save လုပ်လိုက်ပြီဆိုတဲ့တဘောပဲအဲ့ပြီးရရှင်ကျွန်တော်တို့ back ကိုနှိပ်ပြန်လာမယ်အာဒီမှာ store logo နဲ့ဒါတွေပြီးရအောင်เนาะ header setting နဲ့ကျွန်တော်ပြီးတော့ပြီးရင်ဒီမှာโอเคဒါတော့အာဒီမှာကျွန်တော်ရေးထားတဲ့စာလေးပေါ့နော်ဒီမှာကြည့်လိုက်ဒီဒါကိုနှိပ်လိုက်တယ်ဆိုရင်ဒီမှာကြည့်လိုက်ဟာဒီစာလေးကဒီစာနဲ့အတူတူပဲတွေ့လားကျွန်တော်ကဒီမှာတွားရေးထားတဲ့အတွက်ကြောင့်မလို့ဒီမှာလာပေါ်နေရနောက်ပြီးရှင်ဒီမှာ home page only ကိုဒီကောင်လို့အာမိတ်ဆွေတို့ပြလို့ရတယ်ဗျာ home page only ကိုလောက်ထားမယ်ဆိုတော့ဒါ home page မှာပဲပြမှာ တခြားနေရာမှာမပြတော့ဘူးကျွန်တော်နေရာတိုင်းမှာပြစေချင်ဖြစ်တော့ကျွန်တော်တို့ဒီလိုလုပ်ထားတာပေါ့နော်ပြီးဒီပါဒီကောင်လေးမိတ်ဆွေတို့ပြောင်းလဲခြင်းလို့ပြောင်းလဲလို့ရတယ် link website ပေါ့နော်အာဒီစာရာဒီစာရာကိုနှိပ်လိုက်လို့ရှိရင်ဘယ် website ကိုရောက်သွားစေချင်တာလဲဆိုတော့ဟိုအဲ့ link ကိုကျွန်တော်တို့ဒီမှာလာထည့်ပေးရမှာကျွန်တော်တို့ကကြတော့ကျွန်တော်ရဲ့ website ကိုပဲရောက်စေချင်တဲ့အတွက်ကြောင့်မလို့ဒီ website ရဲ့ link ကိုပဲပေါ့နော်ဒီမှာဒီ website ရဲ့ link ကိုပဲကျွန်တော်ကဒီမှာလာထည့်ထားပေးရအဲ့ကြောင့်မလို့တောင်းနှိပ်လိုက်ရင်ဒီကိုရောက်သွားတော့ပေါ့နော်ဟုတ်ပြီနော် တော့ဆိုဒီထိမိတ်ဆွေနားလည်မလို့ကျွန်တော်ထင်တယ်။နောက်ပြီးလို့ရှိရင်ဒီ element element ကလည်းအဲ့လိုပဲမိတ်ဆွေကြိုက်တယ်လို့ပြောင်းလဲလို့ရတယ်ဒီမှာကြည့်လိုက် guest တက်ဝဲ Mr. A ဆိုတဲ့စာသားလေးရှိရင်မှာ button tag ဆိုတာ button tag ဆိုတာဒီစာလေးပြဒီမှာဒီခလုတ်လေး button ဆိုတာဒီခလုတ်လေးပြအဲ့ခလုတ်ပေါ်မှာမှကျွန်တော်ကစာရေးထားတဲ့ guest တက်ဝဲ Mr. A ဆိုပြီးတော့ဒီမှာတွေ့လားဒါမိတ်ဆွေကြိုက်တယ်လို့ရေးလို့ရတယ်မြန်မာလိုရင်းလည်းရပါတော့တော့ရေးလိုက်တယ်ဆိုရင်သူကဒီလိုလေးဖြစ်သွားမယ်ပြီးတော့အခါကျရင်အဲ့ဒီ button ကိုပဲကျွန်တော်တို့ ဒီ button ပေါ့နော်ဒီ button ပဲကျွန်တော်တို့ icon လေးအာအယောင်လေးတွေပြောင်းလို့ရတယ်ဗျာအဲ့ဒါတော့အာနောက်မှနောက်ကျရင်လာမယ်ပေါ့နော်ဒီမှာ button style ဆိုတာလေးကိုရှိရဲအဲ့ကောင်လေးကိုနှိပ်လိုက်ဒီမှာ secondary လို့ပြောင်းလိုက်တယ်ဆိုရင်သူကအယောင်ပြောင်းလိုက်တွေ့လားဒီမှာတိတ်အယောင်ပြောင်းလိုက်နော်ဒါကြတော့အယောင်ပြောင်းတာပေါ့ဗျာကျွန်တော်တို့က primary ထားလိုက်မယ်အဲ့တော့အပြာရောင်ပြစ်သွားမယ်ဒီမှာနော်ပြီးတော့ဒီ link ပေါ့နော်ဒီမှာဒီကောင်ကလည်း ဒီ button ကိုနှိပ်လိုက်တယ်ဆိုရင်ဘယ်ကိုရောက်သွားမလဲဆိုတဲ့ link ပဲဗျ။အဲ့ link တွေကကျတော့ကျွန်တော်တို့ရဲ့ဒီ home page တို့ဘာလို့မှတွားရှာရတော့ဗောနော်။ Okay အခု search bar icon yes ထားလိုက်တယ် show show cat icon ဒါအဲ့ဒါတော့ကျတော့ဒီ icon တွေကိုပြောတာကျွန်တော်တို့ icon တွေကို yes ပဲထားလိုက်ဒါဘာလို့ဆရာမလို့ပြီးရင်ကျွန်တော်တို့ save chain ကိုနှိပ်လိုက် okay ပြီးရင်ကျွန်တော် back ကိုပြန်တွားမယ် and ဒီနေရာဒီအကုန်လုံးပြင်ဆင်ပြီးွားဆိုရင်ကျွန်တော် back ကိုတွားမယ်ဘောနော် အပေါင်းမီအပေါင်းမီဆိုတာဒီအပိုင်းကိုပြောတာဒီအပိုင်းမှာလည်းပဲအဲ့လိုပဲအပေါင်းမီကိုနှိပ်လိုက်တဲ့ဆိုလို့ရှိရင်ဝင်လိုက်ရဆိုဒီမှာပြင်ဆင်စရာရှိရဲကျွန်တော်တို့ပုံနေချိန်လို့ရတယ်ဖြတ်လို့ရတယ်အာပေါင်းမီဆိုတဲ့ခေါင်းစဉ်တွားရေးလို့ရတယ်မြန်မာလိုလည်းရေးလို့ရပြီးရင်ကျွန်တော်တို့ရေးထားတဲ့စာတွေကိုမိုးဘိုးတွေ idealist တွေ underline တွေတွားထားလို့ရတယ်လိုအပ်တယ်လို့တွားချိန်လို့ရတယ် link တွေတွားထည့်လို့ရတယ်ဗျာဒီမှာ link တွေထည့်လို့ရနော်ဒါလည်းအလိုပဲ background color တွေကျွန်တော်တို့တွားချိန်လို့ရတယ် background ဒီ background color ကြီးကျွန်တော်ချိန်ထားတယ်။နောက်ပြီးလို့ရှိရင် color ကာလာလည်းကျွန်တော်တို့ကြိုက်တယ်လို့ပြောင်းလဲလို့ရတယ်ဒီမှာနော်စက်တင်လည်းမိတ်ဆွေတို့ကြိုက်တယ်လို့ပြောင်းလဲလို့ရတယ်ဒီမှာ show အာ show follow button ဒီမှာကျွန်တော်ဒီ follow button လေးကိုခွင့်ပြုထားတယ်တခြားဟာကြီးလည်းအများကြီးပဲရှိသေးတယ်ဗောနော်ဒီမှာဒါတော့မိတ်ဆွေတို့စိတ်ကြိုက်ပဲတော့မှပြောင်းလဲလိုက်ပါကျွန်တော်တော့အာပြောင်းလဲလို့ရတာလေးပြပေးရအောင်နော်ပြီးရင် collection ဒီမှာ collection ကတော့ကျွန်တော်ဒီအပိုင်းရောက်လာပြီဗောနော်ဒီအပိုင်းမှာလည်းဘာလို့ပဲမိတ်ဆွေဘယ်အရာတွေကိုပြချင်တယ်လဲဆိုတာကိုဒီမှာတော့မှပြောင်းလဲပါဒီမှာ background နေရှိရယ် တခြားအကုန်လုံးအတူတူပဲဗျာဒီ website တစ်ခုဖန်တီးတဲ့ပုံစံနဲ့အတူတူပဲဒီမှာ slide show slide show ကကြတော့ဒီကောင်းပါเนาะဒီပုံပေါ့ဒီပုံမိတ်ဆွေတို့ထည့်ကျင်လားမထည့်ကျင်လားဒါမိတ်ဆွေတို့တော့ဘောပဲတကယ်တော့ဒီမှာမိတ်ဆွေရဲ့ product အများကြီးရှိရဆိုလို့ချင်းမိတ်ဆွေရဲ့ product တွေကိုထည့်ပါเนาะဒီမှာဒီပုံလေးကိုနှိပ်လိုက်အာဒီမှာ replace မိတ်ဆွေရဲ့ပုံကိုတွားပြောင်းလိုက်လို့ရတယ်ဗျာမိတ်ဆွေရဲ့ set ထဲမှာရှိရဲ့ပုံကို replica နဲ့နှိပ်ပြီးတော့တွားထည့်လိုက်တယ်ဆိုရင်ဒီမှာမိတ်ဆွေရဲ့ product ပုံလေးရှိလာမှာပေါ့ဗျာပြီးတော့အင်ဂျီရောင်းနေဆိုပါတော့ ဒါမှမဟုတ်လဲစာအုပ်ရောင်းနေပေါ့စာအုပ်ရောင်းနေဆိုရင်ဒီမှာစာအုပ်ပုံလေးတွားနေမယ်ဗျာစာအုပ်တအုပ်နှအုပ်သုံးအုပ်လေးအုပ်အဲ့လိုမျိုးပုံလေးတွားနေမယ်ဗျာနားလည်နော်โอเคအဆိုလို့ချင်းကျွန်တော်တို့ဒီ store တစ်ခုတိဆောက်တာပြီးွားပြီးပေါ့နော်ပြီးွားပြီးလို့ကျွန်တော်မှတ်လိုက်မဲ့ folder လဲအတူတူပဲ folder ဆိုတော့ဒီအောက်ကကောင်ကိုပြောတာဒီအောက်ကကောင်ပေါ့နော်အဲ့ဒီ folder လဲအတူတူပါပဲဒီမှာကျင်နော်အတူတူပဲအကောင်လုံးကမဲဆိုတော့စာသားတွေတော့ပြောင်းလဲလို့ရတယ်နောက်ပြီးတော့ဒီ cat icon လေးတွေတော့ပြောင်းလဲလို့ရတယ် အဲ့ဒါပြီးသွားပြီအကုန်လုံးပြီးသွားပြီဆိုလို့ရှင်ကြိုက်သွားပြီဆိုရှင် public ကိုနှိပ်လိုက်ဒါ public ကိုနှိပ်လိုက်ပြီဆိုတော့ရသွားပြီ view basic your store ဆိုတာကျွန်တော်တို့ store ကျွန်တော်တို့ website ကိုတွားလည်မယ်ဆိုတဲ့တဘောမျိုးကျွန်တော်တို့နှိပ်လိုက်တယ်ဆိုလို့ရှင်ဒါကျွန်တော်တို့ရဲ့ website ပုံစံနမူနာလေးဖြစ်လာမယ်ဘောနော်ဒီပုံစံလေးဖြစ်လာမယ်ဒါဆိုလို့ရှင်ရပြီကျွန်တော်တို့ကနောက်ဆုံးအဆင့်အနေနဲ့ကျွန်တော်တို့က website တစ်ခုဖန်တီးပြီးသွားပြီဆိုလို့ရှင်ကျွန်တော်တို့ product တင်ဖို့ပဲကြံတော့တယ်ဘောနော် product တင်ဖို့ပဲကြံတော့ဆိုကျွန်တော်တို့ dashboard ကိုတွားမယ်ကျွန်တော် product တင်မယ်ဗျာ product တင်မယ်ဆိုလို့ရှိရင်ဒီမှာကြည့်လိုက်ဒီနောက်မှာ att new ဆိုတာရှိရဲ add new ဆိုတာရှိရဲကျွန်တော် add new ကိုနှိပ်လိုက် add new ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်ဒီမှာမိတ်ဆွေရဲ့ product ကဘာ product အမျိုးအစားလဲဆိုတော့တွားရွေးပေးရမယ်လုံးလုံးဆိုင်မှာကျွန်တော်ကဒီဟာပဲပြမယ် digital product မိတ်ဆွေတို့စာအုပ်ကို UTP ပြောနေတာဆိုတော့ digital product ကိုကျွန်တော်နှိပ်လိုက်တယ် digital product ကိုနှိပ်လိုက်တဲ့အခါမှာဒီမှာကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိရဲ့အာ file pdf file ဒါမှမဟုတ်လဲဓာတ်ပုံအမ်အဲ့လိုမျိုးပုံစံတွေပေါ့နော်အာတကယ်လို့ကိုက website template ဆိုလို့ရှင်လိုက် website template ဆိုလို့ရှင်တော့ html file နဲ့ save ရမှာပေါ့နော်ပြီးရတဲ့ခါကျလို့ရှင်အဲ့ဒီ website file ကိုဒီမှာလာတင်ပေးရမှာပေါ့နော်ဒါအောင်နှိပ်လိုက်ကျွန်တော်တို့ laptop ထဲရောက်သွားမယ်တောင်းနှိပ်လိုက်တယ်ဆိုကျွန်တော်တို့ laptop ထဲရောက်သွားတယ်ရောက်သွားကျွန်တော်ဒရာလေးတစ်ခုကိုတင်ပြလိုက်မယ်နော် မှာတစ်ခုကိုတင်လိုက်တယ်ဗျာဒီမှာကြည့် uploading လုပ်သွားတယ်เนาะပြီးတော့ရင်ဒီမှာ product title ပေါ့เนาะအာကျွန်တော်မြန်မာလို့ရေးပြမယ်ဟုတ်ဟုတ်ပြီဒါ product title ပေါ့ဒီမှာဆိုဈေးနှုန်းပေါ့เนาะဈေးနှုန်းကဘယ်လောက်ထားမှာလဲကျွန်တော်တစ်ဆယ်ထားမယ်ဗျာပုံလေးတစ်ပုံကိုတစ်ဆယ်လို့ရောင်းမယ်ဗျာဈေးကြီးလားတစ်ဆယ်ပေါ့ဗျာเนาะဈေးမကြီးပါဘူး ဒီဒီမှာကျတော့ product image ပေါ့နော် product image ဆိုတာကျွန်တော်တို့ရဲ့ဒီခုနကကျွန်တော်တင်လိုက်တဲ့ပုံလေးပေါ့နော်အဲ့ပုံကိုအာ download ဆွဲချင်တယ်ဆိုတော့နမူနာပုံကြည့်ရမလဲဟုတ်တယ်မလားအဲ့ဒီအတွက်ကြောင့်လို့နမူနာပုံကြည့်မယ် okay ဒီမှာနမူနာပုံလေးတစ်ပုံထပ်ထည့်လိုက်မယ်ဒါပဲတို့ကကျတော့တစ်ပုံနဲ့ထည့်လဲရတယ်အများကြီးထည့်လဲရတယ်ရကြိုက်တယ်လို့ထည့်ဒါဆိုလို့ရှိရင်လူတွေကကျွန်တော်ရဲ့ပုံကို ဝယ်ခြင်းနဲ့ဗောနော်ကျွန်တော်ရဲ့စာအုပ်ကိုဝယ်ခြင်းနဲ့ဆိုလို့ရှိရင်ဘာလို့ဖြစ်မလဲဆိုတော့တူလားဒီပုံကိုအရင်မြင်ရမယ်။အိုးပုံလေးကလှလိုက်တာဒါဘာလေးလဲမသိဘူးစိတ်ဝင်စားစရာပဲဆိုမှနှိပ်လိုက်တဲ့အခါကျမှဝယ်တဲ့နေရာကိုရောက်သွားမယ်။ Okay ဒီမှာကျ description ရေးရမယ်။ကျွန်တော်ရှောက်ရေးလိုက်မယ်နော်ဘလာ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 ။ Okay ရှောက်ရေးလိုက်တယ်။ဒီစာအုပ်ကတော့ဘာအကြောင်းဘာအကြောင်းရေးထားတာဖြစ်ပါတယ်။ကလေးတူငယ်ပိုင်ညာကွေးကွာဗောနော်အဲ့လိုမျိုးရှောက်ရေးလိုက်တယ်။ရေးပြီးရင်ကျွန်တော်တို့အမ်ဘိုးလေးတင်လိုက်မယ်။ဒါတော့မိတ်ဆွေတို့ တဘောပဲပေါ့နော်စိတ်ကြိုက်ဒီဇိုင်းဆွဲလို့ရတယ်ပုံတွေထည့်ချင်တယ်ဆိုတော့ဒီကနေနေဗီဒီယိုထည့်ချင်တယ်ဆိုဒီကနေနေ link တွေထည့်ချင်ဆိုဒီကနေနေနော်အဲထည့်ပြီးသွားပြီ okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါကိုဒီ product ကို လူတိုင်းကမြင်နိုင်တလားမြင်နိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအလေးကိုရွေးတကယ်လို့မဟုတ်ဘူးလူတိုင်းကမမြင်နိုင်ဘူးကျွန်တော်တို့ link ပေးတဲ့လူကိုပဲမြင်သိချင်တယ်ဆိုလို့ရှိရင်ဒါကိုနေအာဒါမှမဟုတ်ဘူးဘယ်သူမှမမြင်သိချင်ဘူး only people who know direct link အာကျွန်တော်တို့ရဲ့ link ကနေ direct ဝင်လာတဲ့လူပဲမြင်စေချင်တယ်ဆိုတောင်းနေကျွန်တော်တို့ကလူတိုင်းကိုမြင်စေချင်တာဈေးရောက်တာပါဆိုမှလူတိုင်းလူတိုင်းမြင်မှပဲကောင်းတော့ပါဟုတ်မလားအဲ့တော့အပေါ်ဆုံးကကောင်းနေတာပြီးရင်ရပြီကျွန်တော်တို့ add product ဆိုတာလေးနှိပ်လိုက်ဒီမနော်ဒါတွေအကုန်လုံးပြီးသွားရင်နော်ဒါတွေအကုန်လုံးပြီးသွားရင် okay ပြီးသွားပြီအမ်ပြီးသွားဆိုရင်ကျွန်တော် add product okay ဒါဆိုလို့ရှိရင်တော့ရပြီပေါ့ဗျာဒီမှာဒီ link ကလေးတစ်ခုရလာပြီဒါကတော့ကျွန်တော်တို့ marketing ဆိုင်တဲ့အခါမှာတုံးဖို့ link ပါနော် ဒီတိုင်းတင်ထားလို့ကတော့ဘယ်သူမှလည်းတိမှာမဟုတ်ဘူးเนาะကျွန်တော်တို့ Facebook တို့ Telegram တို့ YouTube တို့ဘာတို့ညာတို့ဘာ social media တွေမှာတွားပြီးတော့ကျွန်တော်တို့ product ကိုကြော်ညာတင်မှရောင်းရမှာပေါ့เนาะဒါကတော့ကိုယ်တိုင် product ကိုယ်တိုင်ဟိုဟာလုံးမှ marketing စိမ်းမှာပဲရတယ်ပေါ့เนาะဒီကောင်ကတူကကြတော့ပတ်စံပေးစရာမလိုဘူးဒီ website ကဒီကောင်တွေကကြတော့အာဒီကောင်တွေကကြတော့မိတ်ဆွေတို့စိုင်ခိုင်းခပေးရတယ်ပတ်စံပေးစရာလိုတယ်နောက်ပြီးတော့ အဲ့လိုမိတ်ဆွေတို့အပြင်မှာကိုယ့်ဘာကို marketing တွားဆင်းရင်လည်းရတယ်လို့တို့လို့ကနဲ့တို့လို့တို့လို့ platform ကိုကလူတိများပြီးတာဖြစ်တဲ့အတွက်ကြောင့်မလို့လူတွေကလည်းအလွယ်တကူလာမှကြည်နိုင်တယ်ပေါ့နော်ဒီကောင်ကကြတော့အပြင်က private ပုံစံဖြစ်နေတဲ့အတွက်ကြောင့်မလို့ကိုကိုတိုင် marketing ဆင်းမှာပဲရတယ်ဒါပေမဲ့ဒီကောင်ကပတ်စံပေးဆရာမလို့အတွက်ကြောင့်မလို့ကျွန်တော်ဒီကောင်ကိုပြပေးလိုက်တာပေါ့နော် Okay ဒါဆိုရင်တော့ပြီးပြီပြီးပြီဆိုလို့ရှိရင်ကျွန်တော်ကြည့်လိုက်ရအောင်ကျွန်တော်ရဲ့ sign ကဘယ်လိုဖြစ်နေပြီလဲဆိုတာအမ်ဒီမှာ product နောက်တစ်ခုတိုးလိုက်တွေ့လား ဲ့လားဘာရေမဟုတ်30ချက်เนาะကျွန်တော်ဝယ်ခြင်းလေဆိုလို့ရှိရင်ဒီလိုပုံလေးမြင်လဲโอเคကျွန်တော်တို့ကဝယ်မယ်ဗျာဝယ်တဲ့လူကဘယ်လိုမြင်ရမလဲโอเคဝယ်မယ်ဆိုပြီးတော့ဒါနှိပ်လိုက်ရဗျာနှိပ်လိုက်တယ်ဆိုတော့အော်ဒီမှာပုံကြီးကြီးကျွန်တော်မြင်ရတယ်နောက်ပြီးရခါကျရင်ပုံရဲ့အကြောင်းညာပုံရဲ့ခေါင်းစဉ်ပေါ့နော်ဘာရေမဟုတ်ဆိုပြီးရမြင်ရတယ်ပြီးတော့ဒီမှာကျွန်တော်ခုနလျှောက်ရိုက်ထားတဲ့ဟာဒီပုံရဲ့အကြောင်းညာအသေးစိတ် အသေးစိတ်မဟုတ်နဲ့အကျမ်းဖြင်းကျွန်တော်ရှင်းပြထားတဲ့ဟာကိုမြင်ရမယ်။ဟောမြင်ရတော့စိတ်ဝင်စားတယ်ဗျာ။ဒါမှမဟုတ်လဲစိတ်ဝင်စားဘူးဗျာ။ခဏနေနောက်ကျစိတ်တော့ဝင်စားတယ်အခုမအားသေးဘူး။နောက်မှဝယ်မယ်။ကျွန်တော်တို့ ATT2 cut လုပ်ထားလိုက်။ add cut ဆိုဒီမှာကျွန်တော်တို့ cut ထဲကိုရောက်သွားရေပေါ့နော်။ဒါဆိုလို့ရှိရင်တော့ဝယ်တဲ့လူရဲ့ cut ထဲကိုရောက်သွားရေပေါ့နော်။ဒါကကြတော့ဝယ်တဲ့လူမြင်ရမှာနော်။ Okay ကျွန်တော်တို့ဝယ်မယ်ဗျာ။ဝယ်မယ်။ဝယ်မယ်ဆိုတော့ဒါကိုနှိပ်လိုက်ရေ။ Okay ဒီမှာဝယ်မယ်ဆိုတော့ကျွန်တော်တို့ visa card နဲ့ဝယ်မလား paypay နဲ့ဝယ်မလား စိတ်ကြိုက်ဝယ်လို့ရပြီဒါပေးဟိုဟာဒါကကြတော့ဝယ်တဲ့လူအပိုင်းကထည့်ရမှာပေါ့နော်ထည့်ပြီးရမှဝယ်ရမှာပေါ့အဲ့လိုဝယ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ရှိမှာဒီနားလေးမှာပတ်ဆိုင်ကကြတော့ဘယ်နားမှာတွားမြင်ရမလဲဆိုတော့အာဒီနားလေးမှာပေါ့နော်ဒီနားလူဒီနားမှာကျတော့လူပနှစ်ယောက်ကြီးခဲ့တယ်ဆိုတော့မြင်ရမယ်ဒီမှာကျတော့ကျွန်တော်ရောင်းခဲ့တဲ့ပတ်စံဘယ်လောက်ရပြီဆိုတော့မြင်ရမယ်ဒီမှာကျတော့ကျွန်တော်ရောင်းခဲ့တဲ့အာပြောလို့ရှိရင်ရာကင်နှုံးတွေပါတယ်ပေါ့နော်အဲ့ဒါလေးမြင်ရမယ်ဒါပါပဲ ဒါဆိုလို့ရှိရင်မိတ်ဆွေတို့အာဒီလောက်ဆိုလို့ရှိရင်မိတ်ဆွေတို့ဘယ်ဘလို့လောက်ပြီးတော့ဘယ်မှာတွားရောင်းရမလဲဆိုတော့နားလေတော့ရေလို့ထင်တဲ့ဒီဗီဒီယိုကတော်တော်လေးလေးရှည်ရွားတာဖြစ်တဲ့အတွက်ကြောင့်မလို့စိတ်တော့မကောင်းဝင်မဲ့ကျွန်တော်ဒါအသေးစိတ်ကိုတီးစင်တီးစေချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တခါတည်းလှုပ်ပေးလိုက်တာပါအားလုံးပဲစင်ပြေကြမလို့မျှော်လင့်နေ idea တခုကိုတကယ်အကောင့်ထဲပေါ်မှပဲတကယ်စီးပွားဖြစ်တာပါ idea ကိုတည်ထားပြီးတော့မှအကောင့်ထဲမပေါ်ဘူးဆိုလို့ရှိရင်မိတ်ဆွေ idea က idea အနေနဲ့ပဲကြံခဲ့မှာဖြစ်ပါတယ်အဲဒါကြောင့်မို့မိတ်ဆွေတို့ အခုတိသွားပြီဆိုတော့တကယ်လိုက်လုပ်ကြည့်ဖို့ကျွန်တော်တိုက်တွန်းချင်တယ်ဒါပဲ